ပြည်သူ့ပါတီရဲ့အောင်နိုင်ရေးရုံးခန်းဖွင့်ပွဲနဲ့အောင်နိုင်ရေးဆိုင်ပုတ်တင်ဖွင့်ပွဲကိုနိုဝင်ဘာလ28ရက်နေ့ကရန်ကုန်တိုင်းဒေသကြီးတကုံမြို့တင်မြောက်ပိုင်းမှာကျင်းပခဲ့ပါတယ်။အခမ်းအနားမှာပြည်သူ့ပါတီဘိုဥက္ကရာဦးဦးကြီးဘိုအတွင်းရေးမှုဖွဲ့ဝင်ဦးကျော်လင်းနဲ့ဘိုအလုံးမှုဆောင်ရန်ကုန်တိုင်းဒေသကြီးဥက္ကရာဦးလာထီတို့ကဖဲချုပ်ပြဖွင့်လှစ်ပေးပြီးအောင်နိုင်ရေးပိုစတာကိုအမွေးနံသာရီတွေပတ်ပြန်းခဲ့ကြပါတယ်။ အခမ်းအနားမှာပါတီဥက္ကဋ္ဌဥက္ကိုကြီးရန်ကုန်တိုင်းဥက္ကဋ္ဌဦးလာထေးရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဒေါက်တာကျော်စရာထွန်းတို့ကအဖွဲ့မှစကားပြောကြားပြီးလွှတ်တော်ကိုယ်စားလှယ်လောင်းတွေကိုမဲဆန္ဒရှင်ပြည်သူတွေနဲ့မိတ်ဆက်အနှံကပါတီအောင်နိုင်ရေးတခြင်းများတည်ဆိုခဲ့ကြပါတယ်။တကုံမျိုးတင်မြောက်ပိုင်းမြို့နယ်မှာပြည်သူ့ပါတီကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဒေါ်ကြီးမာလှိုင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဦးတင်မောင်အေးရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဒေါက်တာကျော်စရာထွန်းနဲ့ တိုင်းဒေသကြီးလွတ်တော်ကိုယ်တော်လောင်းဥညီထွေးအောင်နဲ့ရခိုင်တိုင်းဒေသကိုယ်တော်လောင်းဖြင့်ဥတာစိန်တို့ကရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်ကြမှာဖြစ်ပါတယ်။ဤသို့ပါသည်ဘောရ။